ကျွန်တော်အဲ့လိုတခါလေးကြာရင်ဟိုဒရိုသားရန်လုံပြီးကျွန်တော်ဆိုဒရိုသားရန်လုံတာ၈ပွဲ၉ပွဲလောက်ရှိပြီဆိုတော့အဲ့ထဲမှာဆိုလို့ရှိရင်၄ပွဲလောက်ကသူတို့ကွဲခွာကြတယ်ကျွန်တော်လည်းအဲ့လိုပြောလို့မရောဟာမရောအဟာဆိုပြီးကျွန်တော်ကလည်းဟိုတယောက်လိုပဲမရောဟာမရောအဟာဆိုပြီးတော့ကျွန်တော်ဒရိုသားရန်ကိုဇက်တိုက်လှုပ်လာတာ၉ပွဲရှိပါတယ်ပြင်ဆက်လက်မိုးကအာရုပ်ရှင်ကြီးမဆိုင်းဟုတ်ချစ်တဲ့ပရိသတ်တွေဆိုင်းဆိုင်းရုပ်ရှင်ကြီးရှင်တဲ့ပရိသတ်တွေကတော့ဂျင်းနဲ့အားရမှာပါဘာလို့ဆိုတော့လေ तू က ဆိုင်းကသူ့အရင်တည်းကလည်းဒီ edit mind ဆိုင်ရာနဲ့ပတ်သက်ပြီးတော်တော်များများသူ့ကိုပြောတဲ့ဟာတွေဝေဖန်တဲ့ဟာတွေရှိရတယ်။ဒါပေမဲ့အဲ့ဒီဂျားတွေကလည်းသူကတကားနဲ့တကားမတူအောင်သူစူးစမ်းရတယ်ပေါ့နော်။နောက်ရမခတော့ဆိုရင်သူတော်တော်ဟိုပရိသတ်တွေရဲ့အတိမတ်ပြူတာခံရတယ်။ဒီအတိုင်းဝိုင်းရဲ့အတိမတ်ပြူခြင်းလည်းခံရသလိုဒီပြင်ဆက်လက်မိုးမှာဆိုလို့ရှိရင်လည်းသူကကျွန်တော်အရင်မြင်ဘူးနေကြဆန်းဆိုင်တော့မဟုတ်ဘူး။သူ့ edit mind ဆိုင်ရာသူအရန်ပြင်ဆင်ထားတယ်။အရန်သူစူးစမ်းရတယ်ပေါ့နော်။သူမကြိုက်မချင်းဒီစင်းတစ်စင်းကိုရိုက်တာ။အဲ့တော့တချို့အမမရဲ့ကကျွန်တော်တို့ ပကိုးရွှေပြည်မှာတွားရိုက်တဲ့နေတော့ဆိုဟိုကနဲ့ဖူးဖူးနဲ့မေတို့ကန်နဲ့ရိုက်တဲ့ဆင်းဆိုအဲ့ဆင်းကတဆင်းနဲ့တရက်ကုံလားအဲ့အဲ့လိုမျိုးပေါ့နော်ဟိုဥပွားကလည်းမကြိုက်မချင်းဆိုင်းကလည်းမကြိုက်မချင်းအဲ့လိုမျိုးတွေရိုက်တဲ့အခါကျတော့သူတို့ကောင်းဖို့အတွက်ပဲစိတ်ထဲမှာထားတာ哦ဟိုအဲ့တော့သူ့စကားလေးကထွက်လာရင်လည်းကောင်းမှာအခုကထရေလာပြတဲ့ဟာမှာလည်းကြည့်ရတော့တော်တော်အဆင်ပြေနေပါတော့တကယ်ဟိုစင်နမက်တစ်ဖြစ်တယ်ဗျာဒီလားရိုက်ရတဲ့အချိန်မှာလည်း feeling ကကောင်းတယ် ပြန်ကြည့်ရတဲ့အချိန်မှလည်းကောင်းတယ်ဟုတ်တယ်ကျွန်တော်ကကျတော့အမှန်တမ်းပြောရင်သူများတကတွေလိုတော့ကမ်ဘက်ဖြစ်ချင်ဒါပေမဲ့ကျွန်တော်ကမ်ဘက်မဟုတ်ဘူးအခုမှဥမော့တာအခုမှဥမော့တာအဲ့လိုပဲတော့ကမ်ပေါ့နော် ဖျားတရားနောက်ပိုင်းအဲ့လိုစိတ်ညစ်တိုင်းဖျားတရားလို့တော့အဲ့ဒီဟာလည်းပါမယ်ပြီးတော့ဒီကတော့ဒီ Heyblee ပေါ့နော် Heyblee ကတောင်ဝင်ရှိတဲ့လူတွေနောက်ပြီးတော့ Director ဦးသိန်းဟန်ပေါ့ဦးသိန်းဟန်ကလည်းဒီ character ဖြစ်ဖို့အတွက်ကိုသူကလည်းအစောကြီးကသူလိုချင်တဲ့ဟာလေးပြောထားတာရှိတယ်အဲပြီးတော့ဒီဇလန်းစံညုံရေးတဲ့ဖြိုးပေါ့နော်သူကလည်းဒီဇက်ကောင်ကြီးကိုသိန်းအတွက်ပဲကိုသိန်းဟိုမှာတဲပြီးရေးတာသူက character ရဲ့တဝက်လောက်ကအပြင်အတိုင်းကိုပဲသွားထည့်ရေးတာ哦ဆိုတော့ဟိုတေးဥဆောင်တဲ့ခါမှာလည်းနည်းနည်းလွတ်လပ်တယ်ပေါ့နော်နောက်နောက်တစ်ခုကဦးသိန်းဟန်ပေါ့ဦးသိန်းဟန်ကစကားစရိုက်ကလေးကအဆုံးထိက ိုကျွန်တော်ဟိုအတင်နဲ့ပတ်သက်ပြီးချုပ်ထားတာပါမရှိဘူး။တင်းရင်ဒါလေးတော့ဒီလိုလိုချင်တယ်ပြောပြတာနဲ့ तू ကဘာမှမပြောတော့ဘူး။ဟိုရှူတင်မှာအဲ့လိုအွန်ဆင်းမှာကိုပေါ့လှုပ်ချင်တာလို့ထိုင်ကြည့်ပြီးသဘောကြီးကြာပြီးအေးကောင်းတယ်ကောင်းအဲ့လာပဲပြောတာဆိုတော့လေတေးဥဆောင်ရတဲ့ခါစိတ်လွတ်လပ်တော့လေကိုလှုပ်ချင်တဲ့အရာတွေကိုစိတ်ထဲမှာဖြစ်တဲ့အရာတွေအကုန်ထုတ်လို့ရတာပေါ့နော်။အဲ့ခါကျတော့ဟိုပြိသက်ကြည့်ရှုတဲ့အခါမှာလည်းဖြစ်ချင်တော့ဇက်ကဇက်ဇက်တစ်ခုလုံးကလောင်နေတဲ့အချိန်မှာကိုကဒီစိတ်ထွက်ပေါက်ပေးတဲ့ character လေးဖြစ်နေတဲ့အခါကျတော့ကိုစင်းလေးပေါ်လာလို့ရှိရင် အဲကြီးတဲ့ပြိသက်တွေအချင်းချင်းနဲ့ဟိုကိုယ်သဘောကျပြီးတော့အလိုအားပေးကြပါဘူး။နိုင်လေပြင်ဇော်ဝင်းဇော်ဝင်းပြင်တေစာ။နမတော်ကြီးပဲနော်။နမဲအလူထူးစန်းန်းနေပြီ။ဒီနေ့တော့မှဆိုင်းဝင်မအဲဇော်ဇော်ဝင်းနဲ့ပတ်သက်ပြီးတော့သူ့လူချင်းထပ်တွေ့ရောထပ်ဆလိုက်သေးတယ်။မီဒီယာဆအားမရလို့လေ။သူ့လူချင်းတွေ့ရောထပ်ပြီးတော့ဆလိုက်သေးတယ်။ဟုတ်တယ်သူတို့ကတော့လှတယ်လို့ပြောနေတာကိုယ့်ကိုကြည့်ရတာတော်တော်စင်ပြေဘူးဟောလေကိုသိန်းကတော့ကြည့်ကောင်းနေတာလေချိုးလိုက်တော့ဟမ်ဘယ်နေအမြတ်ကြည့်ကောင်း ဘယ်လိုကြီးလဲမသိဘူးကိုကိုကိုရုပ်ကိုကိုအဆင်မပြေဘူးဖြစ်နေတာဆိုတော့တောက်လျှောက်ကလည်းအဲ့ပြင်ဆင်မိုး page မှာတော်တော်ပြီးတော့လေ comment တွေပေး react တွေတော်တော်ပေးနေတော့ admin တွေအားနာလာတယ်ထင်တယ်ဒီနေ့ကိုပုံအရင်သူတို့တင်ပေးလိုက်တယ်အလက်ကြော်ရတဲ့သဘောပေါ့နော်ဘဝမှာတစ်ခုခုကိုဆုံးဖြတ်ခက်ခဲနေပြီဆိုအလုံးလိုက်တော့လေဘီကတော့သူကတော့ခေါင်းဆောင်မင်းသားဆိုချော်ချော်လေးပေါ့ဟုတ်တယ်လေ तू आ आई တယ်အခုအမ် तू ဒီနေ့ဟိုပါပြတယ်ထရေလာပြတယ်အမေချောနေတာဗျ तू တင်မဟုတ်ကိုပါချောနေတာအိုက်တယ်မှာအဂျိတ်ကတော့ပြောမနေတော့ဂျိတ်ကဖက်ရှင်အစားလုံးဝ तू အရန်ကိုလန်ထွက်အဲ့လိုဖြစ်နေပြင်းစလက်မိုးကအာရုပ်ရှင်ကြီးမဆိုင်းရုပ်ချစ်တဲ့ပြိသက်တွေဆိုင်းဆိုင်းရုပ်ရှင်ကြီးရှင်တဲ့ပြိသက်တွေကတော့ဂျင်းနဲ့အားရမှာပါဘာလို့ဆိုတော့လေ तू က ဆိုင်းကသူ့အရင်တည်းကလည်းဒီ admin ဆိုင်ရာနဲ့ပတ်သက်ပြီးတော်တော်များများသူ့ကိုပြောတဲ့ဟာတွေဝေဖန်တဲ့ဟာတွေရှိရတယ်။ဒါပေမဲ့အဲ့ဒီဂျားတွေကလည်းသူကတကားနဲ့တကားမတူအောင်သူစ조사ရတယ်ပေါ့နော်။နောက်ရမခတော့ကဆိုရင်သူတော်တော်ဟိုပြိသက်တွေရဲ့အသိမှတ်ပြုတာခံရတယ်။ဒီအတိုင်းဝိုင်းရဲ့အသိမှတ်ပြုခြင်းလည်းခံရတယ်လို့ဒီပြင်ဆက်လက်မိုးမှာဆိုလို့ရှိရင်လည်းသူကကျွန်တော်အရင်မြင်ဘူးနေကြဆန်းဆိုင်တော့မဟုတ်ဘူး။သူ admin ဆိုင်ရာသူအရန်ပြင်ဆင်ထားတယ်။အရန်သူစ조사ရတယ်ပေါ့နော်။သူမကြိုက်မချင်းဒီစင်တစင်ကိုရိုက်တာ။တချို့အမမရဲ့ကကျွန်တော် ပကိုးရွှေပြည်မှာတွားရတဲ့နေတော့ဆိုဟိုဟာနဲ့ဖူးဖူးနဲ့မေတို့ကန်နဲ့ရိုက်တဲ့ဆင်းဆိုအဲ့ဆင်းကတဆင်းနဲ့တရက်ကုံလားအဲ့အဲ့လိုမျိုးပေါ့နော်ဟိုဦးဝါကလည်းမကြိုက်မချင်းဆိုင်းကလည်းမကြိုက်မချင်းအဲ့လိုမျိုးတွေရိုက်တဲ့အခါကျတော့သူတို့ကောင်းဖို့အတွက်ပဲစိတ်ထဲမှာထားတာ哦ဟိုအဲ့တော့သူ့စကားလေးကထွက်လာရင်လည်းကောင်းမှာအခုကထရေလာပြတဲ့ဟာမှာလည်းကြည့်ရတော့တော်တော်အဆင်ပြေနေပါတော့တကယ်ဟိုဆင်နမတစ်ဖြစ်တယ်ဗျာဒီလားရိုက်ရတဲ့အချိန်မှာလည်း feeling ကကောင်းတယ် ပြန်ကြည့်ရတဲ့အချိန်မှာလည်းကောင်းပါဒီလိုပါပဲမိန်ကလေးရဲ့အမင်းမြဝမရုပ်ရှင်ကားနှစ်ခုကတိတ်မတူဘူးလေနော်ပြီးတော့ तू तू တောင်းဝင်ထားတဲ့ character နှစ်ခုကလည်းမတူဘူးဒီဟာဒီဆန်းဆိုင်ပုံမှန်ရိုက်နေကြလုံးဝ drama romance ကားဗျာအဲ့တော့ तू ဒီတခြားသောကားတွေနဲ့မတူတော့တေးဥဆောင်မှုနဲ့ तू ကဒီစကားမှာပြန်ထွက်တာ ယမခမှာကျတော့သူ့ရဲ့ character ကိုကတမှုကွဲထွက်နေရလေဆိုတော့ဒီနှစ်ခုကတော့ဟိုလိုဟိုလိုနှိုင်းရှင်ပြီးတော့ပြောလို့တော့မရဘူးထင်တယ်တမျိုးစီပေါ့အမှန်တမ်းဒီနေ့ဒီနေ့တောင်ဆိုင်းအောင်ပြောဆိုင်းနဲ့ကျွန်တော်နဲ့အဲတော်ရှိုးမှာပေါ့နော်ဆိုင်းနဲ့ကျွန်တော်နဲ့တည်ရကြာပြီလို့ကြာပြီးတော့ရှိုးပွဲလေးမှာတို့တစ်ခါမှတချင်းတောင်တူတူတပုတ်မှတူတူပဲမဆိုဘူးဆိုမယ်လို့လှုပ်လိုက်တန်းလေအကြောင်းတစ်ခုကြောင့်အများရန်ကြန့်ကြာနဲ့ဟိုနောက်ရွှေဝါနဲ့ဖြစ်နေတဲ့အချိန်မှာမမျော်လင့်မင်းနဲ့ဒီ ိုရုပ်ရှင်ရိုက်ကူးရေးမှာလာပြီးတော့စုံညတာစုံညတော့ရိုက်ရိုက်ကူးတဲ့အချိန်မှာလဲအမှတ်တရပြောရမယ်ဆိုရင်တော့ပရမကတော့ကျွန်တော်ကိုဒီကမ်ဘီယိုပေါ့နော်ဧည့်သည်သေုပ်ဆောင်အနေနဲ့နှစ်ဆင်းသုံးဆင်းလောက်ရိုက်ဖို့အကူအညီတောင်းတာအကူအညီတောင်းရတာနဲ့နောက်နှစ်ရက်လောက်နေကျတော့စိတ်ပြောင်းသွားပြီးတော့ဆိုင်းတငယ်ချင်းနေရတယ်နှစ်ရက်သုံးရက်လောက်ရိုက်ပေးပါဆိုဖြစ်သွားတာဖြစ်သွားရတယ် online လဲရောက်လဲရောက်ဟိုအလုံးလောက်ရတာလဲအဆင်ပြေတယ်နောက်ဥပွားနေရတယ်အရန်အဆင်ပြေသွားတာ မမျော်လင့်မယ်ပဲပေါ့နော်။ဘာလို့အရင်ဥပွားဆိုတာကျွန်တော်တို့သိခဲ့တဲ့ဥပွားဆိုတာရှူတယ်မှာအရန်စူတယ်စီကန်းကြီးတယ်အဲ့လိုတခုခုဆိုလေအရန်ဟိုဟာဖြစ်တော့ဒီဟာကြီးတွေကကျွန်တော်တို့မှာ pressure ရှိတယ်။ဥပွားနဲ့ပထမဆုံးစုံခဲ့အချိန်မှာကျွန်တော်ဟိုစိုးရိမ်နေပေါ့ကွာကြောက်တယ်ပေါ့။ဒါပေမဲ့တကယ်တမ်း on scene မှာတွေ့ရတဲ့အချိန်မှာအရင်သိတဲ့ဥပွားနဲ့တခြားစီပဲ။ဥပွားကြီးက on scene မှာအရန်သဘောကောင်းတယ်ပြီးတော့ကျွန်တော်ကိုအဲ့လိုသူဆောင်မွေးစစ်တယ်ပေါ့နော်။ဆောင်မွေးစစ်ပြီးတော့အောင်းတယ်။ပြီးတော့ဆိုင်းရလည်းဖေးမှပြေးတယ်။ပြီးတော့ဖေးမှပြေးတယ်ဆိုတာဒီဧည့်သည်အနေနဲ့မဟုတ်တော့ဘဲနဲ့သူကတကားလုံးကြီးကိုဆွဲထည့်ပလိုက်တာ။ ဆိုတော့ तू ဒီနေ့ရိုက်တယ်ဆိုရင်ပြန်ပြန်ပြီးဆိုတော့လေ तू အဲ့လိုနောက်ရက်ရိုက်မယ့်ဟာတွေ तू ကိုယ်တိုင်ဇလန်းဇညုံးနေရေးရေးပြီးသွားလို့ရှင်အဲ့မှာပါကျွန်တော်စင်းနေဖြည်းဖြည်းဖြည်းရင်းဖြည်းရင်းနဲ့ကျွန်တော်တကားလုံးကြီးဖြစ်သွားဆိုတော့တကားလုံးကိုမှပြောရလို့ရှင် तू ဒီမင်းသမီး2ယောက်နဲ့ तू စုံဖို့ဒီလိုမျိုးကိစ္စမျိုးတွေအဖြစ်ရမျိုးတွေဖြစ်ဖို့အတွက်မှာလဲကျွန်တော်ကကြားကန်လူလူဖြစ်သွားဟမ်အဲ့လိုတုံးတော့မဟုတ်ဘူးပေါ့ကြားကန်မေးအဲ့ဒါအကြောင်းမလို့လဲ तू ကသူတို့ page မှာမျှားနှံမအောင်ဆိုပြီးထည့်ထားတာဟုတ်လားဟုတ်တယ် ဖြစ်တယ်ဖြစ်တယ်နှစ်ယောက်စလုံးနဲ့ဖြစ်တယ်ဖြစ်တယ်ဟုတ်ရစကားရဲမှာပြင်မာတော့သူ့ဘာသူနေပါစေအပြင်မာလာညများနဲ့မလို့ပြလိုက်ကျွန်တော်တို့ခေါရအောင်ပါဘာလို့နှစ်ယောက်စလုံးကတိုင်ပတ်နေရလဲနှစ်ယောက်မဟုတ်လေနှစ်ယောက်စလုံးကကိုယ့်ဟာနဲ့ကိုယ်တော်ဒီမှာဟိုဘဲချင်းအိမ်အောင်ကြာမှန်းလည်းမသိသလိုဘသူနဲ့ကြိုက်ပြီးဘသူနဲ့တွဲပြီးတော့ဘသူနဲ့ပြိသက်ရှိကိုဘသူနဲ့ဒီလိုလူကြသူကြတဲ့တွားလာမှန်းတော့ဟိုတိုင်ပတ်နေတဲ့အခြေအနေဆိုတော့လေသူလည်းသူ့ဘာသူအေးစေးနေချင်မှာပေါ့ပြောတယ်ပြောတယ်ကျွန်တော်အဲ့လိုတခါလေကြာရင် ဟိုသရိုသားရန်လုံပြီးကျွန်တော်ဆိုသရိုသားရန်လုံတာ၈ပွဲ၉ပွဲလောက်ရှိပြီဆိုတော့အဲ့ထဲမှာဆိုလို့ရှိရင်၄ပွဲလောက်ကသူတို့ကွဲသွားကြပြီကျွန်တော်လည်းအဲ့လိုပြောလို့မရောဟာမရောအဟာဆိုပြီးကျွန်တော်ကလည်းဟိုတယောက်လိုပဲမရောဟာမရောအဟာဆိုပြီးတော့ကျွန်တော်သရိုသားရန်ကိုဇက်တိုက်လှုပ်လာတာ၉ပွဲရှိပါတယ်အဲ့ဒါလည်းဟိုတချို့တွေပါတချို့တွေကသူတို့ကသူတို့အကျိုးကြောင်းတရားမတိုက်ဆိုင်လို့ပါတချို့တွေကတော့အခုချိန်ကြီးအမဲကလေးတွေပါရအောင်ရပြီးပျော်ရွှင်နေကြတာငယ်သေးတော့လေအိမ်တော်မှတောင်းမှမထမ်းနိုင်သေးဘူး အဲဒီအမုံမြင့်ဇာလန်တွေကနိုင်လင်ကိုချစ်ပေးသလိုအားပေးသလိုမျိုးဒီမကြခင်မှာဒီခုနလပိုင်းထဲမှာယုံတင်တော့မယ်ပြင်ဆလန်မိုးတွေကဇော်ဝင်းလေးကိုလည်းချစ်ပေးကြပါအောင်လို့ဇော်ဝင်းကိုချစ်ပြီးွားလို့ရှိရင်လည်းဇော်ဝင်းပြီးွားလို့ရှိရင်ယုံတင်မဲ့လူပြိုထောင်းနဲ့ဒေသာလေးကိုလည်းချစ်ပေးကြပါအောင်လို့ဒေသာလေးပြီးွားလို့ရှိရင်လည်းအွန်ရဲမှာပြမယ်ဇာလန်တွေဖြစ်တဲ့အရေးရောက်များဇာလန်တွေကမိုးတောက်ကိုလည်းထပ်ပြီးချစ်ပေးကြပါအောင်ဟုတ်ကျေးဇူးပါ